တရား52ကြိမ်မြောက်နိုင်ငံတကာပါလီမန်များအဖွဲ့ IBU ညီလာခံကိုတက်ရောက်လာတဲ့အာဆီယံနိုင်ငံတွေရဲ့အလွှတ်တော်အမတ်တွေဟာစကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုအတိအမှတ်မပြုကြဖို့အစောနေကြပါတယ်။ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပနေတဲ့ IBU ညီလာခံကိုတက်ရောက်လာတဲ့အာဆီယံလွှတ်တော်အမတ်တွေဟာနိုင်ငံတကာအတိုင်းအဝိုင်းအထူးသဖြင့်ဥရောပသမဂ္ဂ EU အနေနဲ့မြန်မာပြည်အရေးကိုအာရုံစိုက်ကြဖို့စစ်ဘေးရှောင်ဒုက္ခသည်တွေကိုကူညီကြဖို့နဲ့စကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုအတိအမှတ်မပြုကြဖို့တောင်းဆိုခဲ့ကြပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကလွှတ်တော်အမတ်တွေဟာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအတူအယောင်ရွေးကောက်ပွဲလို့ကြေညာခဲ့ပြီးအဲ့ဒီအတူအယောင်ရွေးကောက်ပွဲဟာမြန်မာပြည်သူတွေအတွက်သာမကလူအခွင့်အရေးဒီမိုကရေစီအသွင်ကူးပြောင်းရေးတွေဆက်လက်ခိုင်မာဖို့အာဆီယံဒေသတွင်းနိုင်ငံတွေအတွက်ပါချင်းချမှုဖြစ်စေတယ်လို့အင်ဒိုနီးရှားလွှတ်တော်အမတ်မာစီခရစ်စတီဘာရမ်ကပြောပါတယ်အတူအယောင်ရွေးကောက်ပွဲဟာမြန်မာပြည်သူတွေအားလုံးအတွက်လွတ်လပ်ပြီးတရားမျှတမှာမဟုတ်ဘူးလို့အာဆီယံလွှတ်တော်လူအခွင့်အရေးကော်မတီဥက္ကဋ္ဌဖြစ်သူမာစီခရစ်စတီဘာရမ်ကဆိုပါတယ် မြန်မာပြည်သူတွေရိုဟင်ဂျာပြည်သူတွေကိုပန်ပိုးကူညီချဖို့နဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲတွေကိုအတိအမှတ်မပြုချဖို့သူကတောင်းဆိုသွားတာပါမလေးရှားလွှတ်တော်အမတ်ဝမ်ချန်းကလည်းမြန်မာအရေးနဲ့ပတ်သက်လို့ဥရောပသမဂ္ဂလွှတ်တော်အမတ်တွေအပေါ်ဝင်အဖွဲ့အစည်းတွေနဲ့တွေးဆောင်ခဲ့တယ်လို့အတည်ပြုထားပြီးအထူးတကားအလို့ဆောင်နေတာတွေကိုဆွေးနွေးခဲ့ကြတယ်လို့ပြောပါတယ်ဒီနှစ်ကုန်ပိုင်းမှာကျင်းပဖို့ရှိတဲ့စစ်ကောင်စီရွေးကောက်ပွဲကိုလက်ခံလို့မရကြောင်းခိုင်မာပြတ်သားတဲ့သတင်းစကားကိုအတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါတယ် အဲ့ဒီသတင်းစကားကိုသူမိခင်နိုင်ငံမလေးရှားကိုပြန်လည်တည်ဆောင်သွားမယ်လို့လဲလွတ်တော်အမတ်ဝမ်ချန်းကပြောပါတယ်စကောင်စီရွေးကောက်ပွဲကိုအတိအမှတ်မပြုဖို့နဲ့ရွေးကောက်ပွဲလေးလဆောက်ကြည့်သူတွေမစင်လွတ်ဖို့မလေးရှားနိုင်ငံသားရေးဝန်ကြီးဌာနကိုတောင်းဆိုသွားမှာဖြစ်တယ်လို့လွတ်တော်အမတ်ဝမ်ချန်းကအဆက်ပြောပါတယ်နိုင်ငံတကာပါလီမန်မြောက်အဖွဲ့ IPU ဟာကမ္ဘာနိုင်ငံပေါင်း180ကျော်ကနိုင်ငံတော်အစ်စ်လွတ်တော်တွေနဲ့အဖွဲ့စည်းထားတာလို့သိရတာပါမြန်မာနိုင်ငံမှာ2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း IMU အမှုဆောင်ကောင်စီအား2020ရွေးကောက်ပွဲအနိုင်ရလွတ်တော်အမတ်တွေနဲ့စုဖွဲ့ထားတဲ့ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကိုအဓိကအစွန်းနေဘက်မိဖက်အဖြစ်အသိမှတ်ပြုခဲ့ပြီးဒီနေ့အထိလည်းဆက်လက်အသိမှတ်ပြုထားဆဲပါလက်ရှိဂျနီဗာမြို့မှာကျင်းပနေတဲ့ညနာခံကိုလည်းမြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့အဖြစ်ဒေါက်တာဝင်းမြတ်အင်းနဲ့ဒေါ်စင်မအောင်တို့ဦးဆောင်ပြီးတက်ရောက်နေတယ်လို့ CRPH ကအော်တိုဘာလ22ရက်မနေ့ကသတင်းထုတ်ပြန်ထားပါတယ်ရှင်